်နှစ်ပေါင်း90လောလောကတက်မတော်ကြီးကမြန်မာနိုင်ငံကြီးကိုကောက်ဆောက်လျှောက်လာတာအာအဲ့နှစ်ပေါင်း90လောလောပြည်ထင်းတပုတ်လေးထားနေတဲ့အချိန်မှာတော့ကျွန်တော်တို့တက်မတော်ကြီးကိုတိုက်ထုတ်လို့မရခဲ့ဘူးဗျအင်းမနေ့တနေ့မှပေါ်လာတဲ့ PDF ဟုတ်လားတပုတ်လေးဗားတဲ့အမေသားသမီးမသေးပါဘူးဆိုရယ်ပါဝင်ကြတယ်အင်းကျွန်တော်တခုပြောမယ်နော်ကျွန်တော်တက်ကစက်ခုံပဲရှိသေးတယ်တက်မတော်ကြီးချစ်လို့ဗျချစ်လို့တော့မဟုတ်ပါဘူးတက်မတော်တွေမှာ ပြန်ထောက်အောင်အေးစေးနေလို့ရနှစ်နှစ်ပဲတောင်းထမ်းဆောင်အောင်ခမားတို့တော့တော်တယ်မှာပုံအောင်နေစရာမလိုကျမတို့ပါတီမှာလူတော်လူကောင်းတွေများလုံးအားကြီးလို့ပြောရလို့ရှိရင်လူတော်ကိုယ်တည်းဘယ်သူပေးရမလဲဆိုတာတော့ပြန်ပြီး choice လုပ်နေရတဲ့အနေထားဟာလာအဲ့တော့အခုလာမဲ့ရွေးကောက်ပွဲမှာတက်ခိုင်ရေးပါတီရပဲနိုင်ပါပဲ ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့နိုဝင်ဘာလ22မှာ6ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထူသတင်းကောင်းလေးတွေကိုရုံးစာနာဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုဒီကိုရီယက်ရှင်လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့သကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းမှာစစ်ကြောင်းထုတ်လာတဲ့ဂျမ်ဘတ်စစ်တပ်ကိုဂျာဘတ်တိုက်ခိုက်ရာမှာစစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးတော့မှစစ်သား80ဝန်းကျင်တေဆုံးတဲ့လက်နက်22မှာ9လက်အလားခဲယမ်းတွေနဲ့တင်းစီရမိခဲ့တဲ့အကြောင်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်ကတာဝန်ရှိသူတို့ကပြောပါတယ်နိုဝင်ဘာလ22မှာ3ရက်နေ့မိုးလယ်12နာရီခန့်မှာ ခေဦးမြို့နယ်မုံလန့်စေဝါတဲမှာလေးရကြာယာယီတက်ဆွဲအထိုင်ချနေတဲ့အချမ်းဘတ်စစ်တပ်ကပြည်တော်ဘူဇော်ရီရွာကိုအင်အား180ခန်းနဲ့ထွက်လာစမှာဒေါ်လာ8တပ်ဖွဲ့ဝင်တွေကဈာပြတ်တိုက်ခတ်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်။အလောင်းတွေက60နဲ့80ကြားလောက်တော့ရှိမယ်။လေကွင်းထဲမှာအလောင်းတွေကျန်နေခဲ့တာဆိုတော့အဲ့ဒီလောက်တော့ရှိနေမယ်။အခုထိလဲတွေတဲ့ကဒင်းရိုးတွေထဲမှာလည်းအလောင်းတွေရှိနေသေးတယ်။မရှင်းလင်းရသေးဘူး။တိုက်ပွဲဖြစ်ပွားရာနေရာကနေမုံလန့်ရွာတွေကိုပြန်ဆုတ်သွားတာလက်ရှိအထိမုံလန့်ရွာထဲမှာပဲရှိနေသေးတယ်။လေကြောင်းကနေပြီးတော့မှာပါ Suicide Drone စီးနဲ့ Jet Fighter စီးနဲ့ တိုက်ပွဲဖြစ်တဲ့နေရာလာချသွားတယ်ဆိုပြီးတော့မှခီယူမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်ဆိုတော့လက်နက်ခဲယမ်းတွေလည်း29လက်တီကိုကျွန်တော်ညီကိုတော်တွေတင်ရမိခဲ့တယ်စစ်သား60နဲ့80ကြားမှာပေးတယ်ဆိုတော့ဘလောက်ဝမ်းသာစရာကောင်းလဲဒါအညာနော်အညာကျုံချက်ပဲအားရလိုက်တာဖြုတ်တယ်180ကန်လာတဲ့ဥစ္စာကို60နဲ့80ဖြုတ်တယ်နေဆိုတော့တရားလောက်ပဲကြံတော့တယ်အဲ့ဒီအားလည်းမကြောက်ဘူးတကယ်တကယ်ဝင်ဖြုတ်လောက်မှမကြောက်ဘူးအညာနော်ကျွန်တော်အညာဘက်ကိုလည်းကူဖို့လိုပါတယ်အညာဘက်ကညီကိုကြီးလည်းရှယ်ဖြုတ်တာပေါ့ဆိုတော့ အဲတိုက်ပွဲတွေအတင်းမှာတော့ဒီကောင်းတွေဒါစစ်တပ်ဘက်ကစစ်သားများပြားတေဆုံးနေစစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားတယ်ရုပ်လောင်းတွေကိုလည်းကောက်ဦးခြင်းမရှိဘဲနဲ့ကစင်းကလေးအားကိုအဲ့ဒီမုံလာရွာတွေကိုဖတ်ပြီးသွားတာဗျာအဲ့ဒါကိုသိစေချင်တာတနက်တွေကတော့အများကြီးပဲ MA ပေါ့ဗျာဒီကောင်းတွေကိုင်းတဲ့ MA တွေပေါ့ငချင်းမီတွေရောအများကြီးပဲပေါ့ခဲရန်တွေရော G3 တွေရော MA4 တွေရောအစုံပေါ့မိုက်တယ်ကြိုက်တယ်ဗျာနော်ဒါကျွန်တော်တို့ညီကိုတွေနော်ခင်ဦးဝညီကိုရီအာကြိုက်တယ်ကျေးဇူးတင်တယ်ဗျာဆက်ဖြုတ်ပေးပါဦးဟုတ်ကဲ့ပါနောက်ထပ်သတင်းလေးကတော့ကျွန်တော်တို့စကိုင်း နော်ကျွန်တော် more like စကိုင်းတိုင်း more like ခင်မှာတိုင်းငယ်စစ်စင်ရေးကာလအတွင်းပေါ့နော်တိုင်းငယ်စစ်စင်ရေးကာလအတွင်းမှာပြူစောဒီစကန်၈ခုကိုအသိပ္ပယ်ရရှိခဲ့တယ်စစ်သားနဲ့ပြူစောဒီတရာကျော်လဲတိတ်ဆုံးခဲ့ပါတယ်စစ်တုံးပန်းနဲ့လက်လက်ခဲရန်အများပြားလဲတိမ့်စီရမိခဲ့တဲ့အကြောင်းကို more like tolerance အင်အားစုကတောင်ဝင်ရှိသူတူကပြောပါတယ်အိုးအိုးအုံးလာနေပြီးတော့မှနိုဝင်ဘာလ22မှာ4ရက်နေ့ထီကိုမော်လိုက်ခရိုင်အတွင်းမှာတိုင်းကစစ်စီရေပေါ်ဆောင်ရမှာစစ်သားပြူစကန်၈ခုကို ဒါကြောင့်သိမ့်ပိုင်နိုင်ခဲ့တဲ့ခြေရွာပေါင်း18ရာကိုစိုးမိုးထိန်းချုပ်နိုင်ခဲ့တဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်သားတရာကျော်သေဆုံးတဲ့အများအပြားလက်ထိခဲ့တဲ့အများရှိခဲ့တဲ့စစ်တုံးပန်းတွေနဲ့လက်နက်ခဲတွေလည်းအများပြန်သိရှိရမိခဲ့တဲ့အကြောင်းလည်းသိရပါတယ်။ Okay ဒါကတော့ Morlight Tolain Air Zoo ကညီကိုရိုတွေကနေပြီးတော့မှစကိုင်းတဲ့ Morlight ခရိုင်အတွင်းမှာတင်းခဲ့စစ်စီကာလာတွေအတွင်းမှာသူတို့လှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုမိသားစုတွေကိုတင်ပြပေးတာပေါ့နော်။ကောင်းပါတယ်ဆက်ပြီးတော့မှအဲ့လိုမျိုးစစ်စီတွေလှုပ်ပြီးတော့မှဆက်ကြုံမေးပါအောင်လို့ပလာဒါကြီးကဒီနေရာနေပြီးတော့ညီကိုရိုကိုတိုက်တွန်းမရစေ။ ောက်ထပ်တဲ့တွေကတော့စကိုင်းတိုင်းမုံရွာမြို့နယ်မှာဒါတို့နီးပညာတက္ကသိုလ်ပေါ့နော်မုံရွာနီးပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့အချမ်းပတ်ဆက်တဲ့ကိုဝင်ရောက်တက်ခဲ့ရမှာစစ်သားလေးဦးတည်ဆုံးခဲ့တဲ့အကြောင်းကိုမုံရွာခရိုင်တရင်နှစ်ကတက်ခွဲမှုကိုဝယ်လင်းကပြောပါတယ်လူမာလာ22မှ3ရက်နေ့နဲ့ဆင်နိုင်ခဲ့အချိန်မှာမုံရွာမြို့နယ်နီးပညာတက္ကသိုလ် GDC မှာပေါ့နော်တက်ဆွဲထားတဲ့အချမ်းပတ်ဆက်တဲ့နဲ့ပြည်စိုးရီကိုတော်လိုင်းတက်ဖို့ဝင်နေကဝင်ရောက်တက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ဒီတက်ခဲ့မှုအတွင်းမှာအချမ်းပတ်ဆက်တဲ့ဘက်က4ဦးတည်ဆုံးနဲ့9ဦးထိခဲ့တဲ့ရရှိခဲ့တယ် လက်လက်ငယ်နှစ်လက်လည်းပျက်စီးခဲ့လို့သိရတယ်ဗောနော်ဆိုတော့သူတို့အတော်ကိုထိတာတဲ့နန်းတော့မကောက်နိုင်ခဲ့ဘူးအချိန်ကြာလာတော့ပြစ်အားမကြံတော့တာရောကြီမလုံးလောက်တာရောကြောင့်ကျွန်တော်တို့ရှေ့ကကင်းထိပဲတိုးနိုင်ခဲ့တယ်အတက်ခတ်မှုမှာစက်ခွေးလေးကောင်တည်တယ်ခုနှစ်ကောင်တန်ရန်ရရလို့သိရတယ်စက်ခွေးတည်စင်းကထတ်တိုးတည်ဆုံးတာမျိုးတွေတော့ရှိတယ်အတော်ထိတယ်အရှိတင်မျက်မြင်မဲမှုဒါထတ်တိုးရှိတော့တယ်ဗောနော်သူတို့အလင်းငိုက်ခံရတာအဲ့ဒီမှာတဆွဲထားတဲ့စက်ခွေးအင်အား40ခန်းရှိတယ်ဆိုပြီးတော့မှမိုးရောင်ခရံတည့်ရက်နှစ်တက်ခွဲမှုဗောနော်အဲကျွန်တော်ကိုဝေလင်းကပြောတယ်ဗောနော်ဆိုတော့ဒါကျွန်တော်တို့ GTC တော့မဟုတ်ဘူး TU ပေါ့ဒါကျွန်တော်တို့မုံရွာဆိုရဲ MTU ပေါ့အဲဒီမုံရွာနေပညာတက္ကသိုလ်မှာပေါ့နော်တက်ဆွဲထားတဲ့တက္ကသိုလ်မှာတော့တက်ဆွဲရတွေ့လားခွေးတော်သားတွေဒီကောင်တွေနေရာမနေရဘူးစခန်းနဲ့မနေရဘူးလေးလမ်းရွာတယ်တို့နေပညာတက္ကသိုလ်တို့တက္ကသိုလ်ကျောင်းတွေတဲ့ဆေးရုံတွေတို့ဘုံကြီးကျောင်းဒီကောင်တွေနေစရာတာပဲရှိတယ်အောက်တန်းသားတွေကပြီးတော့ပြီးတော့ကာပါလောက်တာဒါကိုသိစေချင်လို့ဒီသတင်းတွေကိုပြပြပေးတာဗျာနောက်ထပ်သတင်းတွေကတော့တနင်္လာရီကျွန်းစုမြို့နယ်မှာအိမ်စီးကားနဲ့စီးနဲ့လက်နက်ခဲနဲ့တင်ဆောင်လာတဲ့ရဲနဲ့ပြူစော်ရီးတွေကိုကြားပြတ်တက်ခဲ့ရမှာ 5ဦးသေဆုံးတယ်3ဦးကိုအရှင်မိတယ်60မမလက်နက်ကြီးတစ်လက်နဲ့ခဲရနေတင်စီရမိခဲ့တဲ့အကြောင်းကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပကတာဝန်ရှိသူတူကပြောပါတယ်အိုးကျွတ်စင်မိုက်လိုက်တာပါနော်မိုက်လိုက်တာ5កောင်သေးတယ်3កောင်အရှင်မိတယ်60မမလက်နက်ကြီးတစ်လက်နဲ့ခဲရနေလေရတယ်အာမိုက်တယ်ကွာနော်တနင်္သာရီကျွန်းစုကညီကိုတွေပြည်သူ့ကာကွယ်ရေးအဖွဲ့ညီကိုများလေးစားပါတယ်ဗျာတော်နော်ဆက်ပြီးတော့မှဖြုတ်ပေးပါဦးနော်ဒီကောင်တွေမှာ2ယောက်လဲဒါဒဏ်ရာအပြင်းထန် ရရှိခဲ့လို့သိရတယ်ဗောနော်ကွတ်တယ်ကွတ်တယ်တော်တော်မိုက်တယ်အများကြီးပဲဖုန်းတွေလည်းတင်းရတယ်ဗျာ UCG ပေါင်းတစ်ခုလည်းရတယ်ဓမြောင်တစ်ချောင်းဖုန်းတစ်လုံးအာကျွန်တော်တို့ဒီ60မမမော်တာပြောင်းတစ်ခုအာကျွန်တော်တို့60မမဘုံဒီ၅လုံးနည်းမမကြီးသွန်သရမ8တောင်းနည်းနည်းသေးလက်ပြပုံနှလုံးအများကြီးရတယ်ဗျာကြိုက်တယ်ဒီကောင်တွေလည်းတေတယ်အရှင်လည်းမိတယ်လက်လက်တွေလည်းရတယ်အိုးအိုးကျွန်းစုဗီဒီယိုကောက်ဝေးတစ်ခွင့်ကြီးကိုများလေးစားပါတယ်โอเคဆိုတော့တတိယနေ့နေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါပထမဦးဆုံးကကျွန်တော်တို့ စစ်တပ်ကဂျနီဖာကွန်ဗင်းရှင်းနဲ့ညှိနေတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်စစ်တပ်နဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးပါဒီဗီဒီယိုဖိုင်လေးကိုကြည့်ကြည့်ပါဒါကဒီကျွန်တော်တို့အသက်မပြည့်သေးတဲ့ကလေးကိုစစ်မှုထမ်းအဖြစ်ထည့်ထားတဲ့သူ့ဘာသူဘလောက်ပဲဗျာဟိုကျွန်တော်တို့အာစစ်တပ်ထဲကိုဘလောက်ပဲဝင်ကျင်มาတယ်ပြောပြောအသက်မပြည့်သေးရင်စစ်သားလောက်ခွင့်မရှိဘူးဆိုတာကိုနိုင်ငံတကာစီးမင်းနေမှာရှိပါတယ်ဒီဗီဒီယိုဖိုင်ဒီနိုင်ငံတကာကိုပို့လို့ရပါတယ်ကြည့်ကြည့်ပါဒီကောင်အသက်18နှစ်ပဲရှိပါသေးတယ်ဒါမဲ့ဒီကောင်က 18နဲ့ဆိုပေမဲ့လူဖြစ်ပါလျက်နဲ့ခွေးဖြစ်ဖို့ကံမာလာတဲ့ကောင်လေးပေါ့နော်ဒါစခွေးလေးပေါ့ okay ကြည့်ကြည့်မြန်မာနိုင်ငံကမြန်မာပြည်သူပြည်သားရဲ့အသည့်ကိုကျွန်တော်တခုပြောပြမှာကိုယ်တဘုံတွေထားနေရပြက်မလားခင်ဗျားတို့တဘုံတွေမပြောနေရပြက်အရင်ဂျပန်ဖက်စစ်ခေတ်တုန်းကဘကြောင်ဆန်ဓာရေးနဲ့ဒါဂျပန်တွေကိုရေးနှိပ်ခဲ့ပြီမြန်မာကျွန်တော်တို့မြန်မာနိုင်ငံကိုတော်လာတာမရှိဘူးနော်အဲ နှစ်ပေါင်း90လောလောဟာတက်မတော်ကြီးဟာမြန်မာနိုင်ငံကြီးကိုကောက်ဆောက်ရှောက်လာတာအာအဲ့နှစ်ပေါင်း90လောလောပြည်တွင်းတပုတ်လေးထားနေတဲ့အချိန်မှာတော့ကျွန်တော်တို့တက်မတော်ကြီးကိုတိုက်ထုတ်လို့မရခဲ့ဘူးဗျာအင်းမနေ့တနေ့မှပေါ်လာတဲ့ PD ရဲ့ဟုတ်လားတပုတ်လေးဗားတဲ့အမေသားသမီးမတီပါဘူးဆိုရယ်ပါဝင်ကြတယ်အဲကျွန်တော်တခုပြောမယ်နော်ကျွန်တော်တက်ကစက်ခုံပဲရှိသေးတယ်တမတော်ကြီးချစ်လို့ဗျချစ်လို့တော့မဟုတ်ပါဘူးတမတော်တွေမှာ ပြန်ထောက်အောင်အေးစေးနေလို့ရနှစ်နှစ်ပဲတောင်းထမ်းဆောင်အောင်ခင်ဗျားတို့တော့တော်တယ်မပေါောင်းနေကြမှာမလို့တီးဖို့အေးဟုတ်ပါဟုတ်ပါမင်းကအခုပဲတည်းကပြောနေရတော့မေးရှိစီနေရတယ်ပေါ့ကွာမင်းကတော့စစ်ဗုဒ္ဓံအပတ်စဉ်ဘယ်လောက်လဲတော့ငါမသိဘူးကွာမင်းအသက်18နှစ်တည်း16နှစ်တည်းထားရတော့အဲ့ဒါဘောင်မူအချိန်တည်းမင်းကသေမဲ့ကောင်မထားလိုက်တော့ဟိုမေးရှိစီနေရရဲ့အခြေအနေလေးကိုမင်းစုံစမ်းကြည့်ဘူးလားအခုအပတ်စဉ်တက်ကောင်လေးအယောက်9000မှထားပါတော့အဲအယောက်9000ကလူဘယ်နှယောက်ကြံလဲမေးကြည့်ဟုတ်လူဘယ်နှယောက်ကြံလဲမေးကြည့်ဟုတ် ဲ့လားမေးရှိစီနေရတယ်ဘလောက်တော့မှခွေးပြီးဟိုခွေးပြီးဝက်ပြီးပြေးနေရလဲခွေးတွေနွားတွေတည်နေဆိုတော့မေးစုံတန်းကြည့်ဦးတောက်ကြီးစောက်ကြီးပြောနေအသက်18နှစ်ပဲရှိသေးတယ်မင်းကတစ်ချက်ထိုးလဲမလောက်နှစ်ချက်ထိုးလဲမလောက်မင်းကိုစနစ်မတင်လောက်ထိုးမှအဆင်ပြေမယ်နွားလေးရတကယ်မင်း18နှစ်ပဲရှိသေးတယ်ဒါတော့ deliver commission နဲ့ကြည့်ရနော်ဒါလေးကိုလည်းသိစေချင်တဲ့ကြောင့်မလို့ delivery reaction လုပ်ပေးတာ okay ဆိုတော့နောက်တစ်ပြိုင်ပိုင်းလေးတစ်ခုကြည့်အောင်ပါဒါတော့ဒီအာကျွန်တော်တို့ချက်ဖို့ကဒီကျွန်တော်တို့အဲ့ပါတီကအဲ့ ောင်ကြီးပိုင်းဆိုတဲ့ကောင်တွေကလည်းကြက်မပြည့်တယ်လို့အဲ့ဒီကြက်ဖို့ပါတီဝင်ဆိုတဲ့ဟာတွေကလည်းကြက်ကိုမပြည့်တာဗျအဲ့ဒီကြက်မပြည့်ဘူးဆိုတာဟောလေဒီမြားကြီးစိမ်းဆိုတဲ့ကြက်ဖို့ထောက်ခံတဲ့ဟာမလေးပြောတာနားထောင်ကြည့်ဒီရွေးကောက်ပွဲမှာကြက်ခံရေးပါတီရပဲအနိုင်ရမှာပဲလို့လိုင်းမော်မာရော အပြင်မာရောတော်တော်များများပြောနေကြတယ်။အဲ့ဒီလူတွေပြောတာကတော့ကောင်းတဲ့သဘောနဲ့ပဲပြောပြောမကောင်းတဲ့သဘောနဲ့ပဲပြောပြောအဲ့လိုပြောတဲ့လူတွေအကုန်လုံးကိုကျမတို့ပါတီကကျေးဇူးတင်ပါတယ်။ ဒါဟာဘာကိုပြရတယ်လဲဆိုတော့သူရဲ့ inner mind ထဲမှာရောโอเคသူရဲ့စိတ်ထဲမှာရောသူတို့ကကြက်ခံရေးပါတီပဲနိုင်မယ်လို့သူတို့ကယုံကြည်ပြီးသားလက်ခံပြီးသားပါပဲ။အဲဒါဟာပြောရလို့ရှိရင်တော့ psycho ဘိုင်းအရာကော marketing ဘိုင်းအရာမှာကောကျမတို့တွေကအောင်မြင်နေတာကိုပြတာပါ။အော်အဲ့တော့ရှင်လိုပြောနေသလိုမျိုးကြက်ခံရေးပါတီကတပါတီတည်းပဲဝင်ပြိုင်နေတာတခြားပါတီတွေကသူ့လောက်ရည်ချင်းမရှိဘူး။သူကပဲအင်အားကြီးဆုံးဆိုတော့သူပဲနိုင်မှာပေါ့လို့ပြောတာ။ အဲ့ဒီစကားအမှန်နဲ့နော်ဟာကျမတို့တန့်ခိုင်ရေးပါတီကဒီရွေးကောက်ပွဲကိုရှော်သေးပေါ်သေးနဲ့ဝင်းပြိုင်တဲ့ပါတီမဟုတ်ဘူးအလားရွေးကောက်ကော်မရှင်အဖွဲ့ကသတ်မှတ်ထားတဲ့ပါတီဝင်အင်အားတသိန်းကျမတို့ကတသိန်းထုံးကျော်တယ်နောက်ထပ်လည်းပါတီဝင်အင်အားတွေအများကြီးရှိသေးတယ်။ UEC ကတက်မှတ်ထားတဲ့ပါတီဝင်အင်အားရှိတယ်။ပါတီအဆောက်အုံတွေရုံးခန်းတွေလည်းရှိတယ်။ပြီးတော့ပါတီဝင်ရဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အရေးချင်းတွေလည်းအပြည့်အဝရှိတယ်။ဟုတ်လား။ပြောရရင်ကွာဒီရွေးကောက်ပွဲမှာဝင်ပြိုင်မှုတော်တော်ကိုယ်စားလှယ်ဆိုတာလေကျမတို့ပါတီမှာ လိုက်ရှာတရားမလို့ဘူးတခြားပါတီတွေကလည်းတင်းဆွဲလွယ်ပြီးတော့ထည့်စရာမလိုဘူးကျမတို့ပါတီမှာလူတော်လူကောင်းတွေများလုံးအားကြီးလို့ပြောရလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းဘယ်သူပေးရမလဲဆိုတာတော့ပြန်ပြီး choice လုပ်နေရတဲ့အနေထားဟာလာပြီးတော့အခုလာမဲ့ရွေးကောက်ပွဲမှာတက်ခိုင်ပါတီရပဲနိုင်ပါပဲတက်ခိုင်ပါတီအနိုင်ရသွားလို့ရွေးကောက်ပွဲပြီးသွားလို့နိုင်ငံတော်တာဝန်ကိုထမ်းရွက်ဖို့လေလူကြီးမျိုးဆက်ကအင်အားအပြည့်ရှိတယ် အော်အဲအဲ့လိုလူကြီးတွေကကျမတို့ရဲ့လူကြီးတွေကနိုင်ငံတော်တာဝန်ကိုထမ်းရွက်တဲ့အချိန်မှာဒီမှာပြန်ခဲ့တဲ့ပါတီတာဝန်တွေပါတီလုပ်ငန်းစဉ်တွေကိုဆက်လက်ပြီးတော့တည်ဖို့ထမ်းရွက်သွားမယ်ကျမတို့လိုလူတွေလည်းအဆင်သင့်ရှိတယ်အော်เนาะကျမတို့နဲ့အတူတူတာဝန်တွေကိုပခုံးပြောင်းပြီးတော့လွှဲယူပေးမယ်เนาะလက်ဆင့်ကမ်းပြီးတည်ပိုးသွားမယ်လူငယ်မျိုးဆက်အင်အားစုတွေလည်းအပြည့်အဝရှိတယ်ကျမတို့ကခုထိလည်းပါတီဝင်တဲ့တွေအများကြီးဝင်လာနေတော့မယ် အဲ့ဒီတော့လူကြီးတွေရောလူငယ်တွေရောစနစ်တကျပြုစုငွေညူထားပြီးတော့တကယ်ကို strong ဖြစ်တဲ့အရေးချင်းရှိတဲ့တန့်ခိုင်ရေးပါတီကနိုင်မှာပဲအာဟုတ်ပါရဲ့နိုင်ငံအတွက်အားကိုးရမယ်ပါတီတရက်ကိုအနိုင်မရစေခြင်းရင်ရှင်တို့ကဒီပါတီကိုနိုင်ပြီးခြင်းနေတာလေအဲရှင်တို့ဟာရှင်တို့လည်းပြည်စီပါအောင်ကျမတို့ကနိုင်ငံအတွက်အားကိုးရမယ်နိုင်ငံအတွက်အင်အားရှိမယ်ဆိုရတဲ့အကိုရွေးချယ်ရမှာဖြစ်တယ်အာ အကြီးချင်းရောအကြီးအသွေးရောအကုန်ပြည့်သွားတယ်ပါတီတွေကိုယ်စားလှယ်လောင်းနေရတာနိုင်ငံကိုဥဆောင်ရမှာဖြစ်ပါတယ်อืมသမင်းတနက်ရှော့စားခိုင်းတဲ့ပါတီကပြည်သူသမင်းတနက်ရှော့စားခိုင်းတဲ့ပါတီကနယ်လဲပြီးတော့မှပါရိုက်လာပါတယ်ဆိုတဲ့ကောင်တွေရှိနေတဲ့ပါတီကဟမ်ကျက်စုပင်ကနေဒီဇယ်ထွက်ပါတယ်ဆိုပြီးတော့မှပြောလာတဲ့ပါတီကတနေ့သမင်းတနက်ရှော့စားတော့ပါတော့တကယ်ဘောလို့ပဲစားပါတီကို ဘယ်ဘယ်ပြည်သူကဟိုဘယ်ပြည်သူကအရေးချင်းရှိတာရောခေါင်းဆောင်ကောင်းတွေရှိတာရောဘယ်ပြည်သူကပြောတာဟမ်နင်တို့တကယ်ပြောတာနင်တို့အဲ့ကျန့်ဖို့ပါတီကအကြီးပိုင်းဆိုတဲ့ကောင်တွေစောက်အုံတော့မရှိအဲ့ဒီပါတီဝင်ဆိုတဲ့ဟာတွေကလည်းပါဇက်နဲ့ဖိနေမြားမားနေတာမသိဘူးဘာတွေပြောလို့ပြောနေမှလည်းမသိဘူးဒီငကိုတဲ့အဒီရွေးကောက်ပွဲနင်တို့ကျန့်ဖို့အတွက်လုပ်တဲ့ရွေးကောက်ပွဲပဲလေလူတကာသိနေတော့ဥစ္စာကိုအဲ့ဒါမြကြီးကြီးနဲ့ပြောနေသေးတယ်နင်တို့ပါတီပဲနိုင်မှာပဲပိုးမနေနဲ့ ဘယ်နေရာဘယ်ဟာကိုပဲနှိမ့်နေနေတို့ပါတီပဲကြမှာပဲအဲ့ဒါညကိုတည်းလှုပ်ထားပြီးသားဟာကြီးကိုတကယ့်ဟာတွေလို့နော်အေးဒီလိုဒီလိုဒီလိုဟာတွေ ਨੇ မြန်မာနိုင်ငံတွေကအေးလက်ရှိရှိနေတဲ့ကောင်တွေတို့ငါတန်တယ်လို့ပဲငါတော့ထင်တာပဲတလားတချို့သောသူတွေ ਨੇ ကိုပြောတော့ပြန်နော်တချို့တွေကပြည်တွင်းထဲမှာရှိနေပေမဲ့လည်းအာမတန်လို့မန်ရှော့လာတဲ့ပြည်သူတွေရှိသေးတယ်ဟိုတချို့တွေကြောက်လဲကြိုက်တဲ့လူအုပ်ချုပ်กว่าဆိုတဲ့ဟာမျိုးပဲတဲ့မှာအဲ့တော့အဲ့လိုလူတွေကဘယ်သူနဲ့တူလဲဆိုတော့ သူ့ရိုးအမေရဲ့ခြေနှောင်လေးကိုဘဲကောင်ဝဝင်အဖေခေါ်မယ်ဆိုတဲ့လူတန်းသားမျိုးအဲ့လိုဟာတွေလည်းရှိသေးတယ်ဒါလေးကလည်းသိစေချင်တာပေါ့နော်ဆိုတော့ဒီ profile လေးရတဲ့ reaction တုတ်ပြည့်ဆိုတာလည်းဒီဟာလေးလည်းသိစေချင်လို့ပေါ့နော် okay ဆိုတော့နောက်တစ် profile လေးတစ်ခုကြည့်အောင်ပါဒါကတော့ဒီကျွန်တော်တို့ဘူးလလဆွေပေါ့ဘူးလလဆွေကအမေသူကဒီကျွန်တော်တို့ဒီကြားဖြတ်ပေါ့အမေသူကတိုင်းသားလက်နက်ကင်နေတဲ့ဒီ NCA ပေါ့နော်ဒီဟာရောဒီကြားဖြတ်ကိစ္စရောအဲ तू ပြောတာလေးနားထောင်ကြည့်ပါဦး နည်းနည်းတော့ကြီးစရာကောင်းတယ်ဗျာနောက်တော့ညကျွန်တော်တို့ငင်းဆိုင်ပြက်မှာကြောက်လို့ဆိုပြီးတော့ဘာမှသွားမလုပ်နဲ့ငင်းဆိုင်တရားခံမင်းဖြစ်သွားမယ်ပြန်ပြီးတော့ပြက်ခတ်တက်ခတ်မှုဖြစ်လာတယ်တရားခံမင်းဖြစ်သွားမယ်မင်းအဲ့ဒါသူတို့လုပ်နေရတယ်ဘာသွားမလုပ်နဲ့ဆိုပြီးတော့လွတ်ထားရင်လွတ်ထားရင်နဲ့နေဆက်ကနည်းနည်းကင်နေရကြီးထွားတာဒီကောင်လည်းမဟုတ်တာကောင်လို့တယ်ဘိန်းချတယ်ခုစကြဖြတ်ပေါ့နော် ကြားဖြတ်နဲ့လောင်းကစားရအကုန်လုံးတယ်အဲ့ဒါတွေကိုသွားမဖမ်းနဲ့ဥပမာဆိုကျွန်တော်တို့ကလောက်ကိုင်းမှာစစ်စစ်ဝင်မှုတဲ့လောက်ကိုင်းကုန်းကြချင်းရွှေရောတားရွှေသာအကုန်ဝင်မှုတဲ့ဟိုဘက်ဆိုရင်မုံမောင်ပန်းဖိတ်ခင်ဗျာဟိုးမုံကူဖောင်းဆိုင်အကုန်ဝင်မှုတယ်ဟမ်ဝင်လို့ရှိရင်အဲ့ဒီမှာညီချင်းကြီးတိဆောက်ခါစားဆိုတော့ပုံချရှင်ကြီးနဲ့လည်းသွားပြီးတော့ယင်းညီချင်းတွေပါတိတော့တကားတွေသွားပြောအဲ့မှာသူတို့အက်စစ်ပုံးတွေချတာကအက်စစ်ပုံးတွေဘုံဘုံနဲ့ချတာနန်းစောနာ ဆန်စီအမီကြီးကာပြီးအဲ့ဒါမှာဘေးချက်ဟာတော်ဖောင်းလာကမင်းသွားမလုံနဲ့မင်းဒိန်းချာကြီးတရခါမင်းဖြစ်သွားမယ်ဟာဟိုနမ်တီအပွဲမှာအီတာအယ်ကိုဟောအီတိုင်းအယ်ကိုဟောဆိုင်ဦးကြီးရှိတယ်နမ်တီထဲဝင်သွားပြီဆိုတော့အဲ့ဆိုင်ဦးကြီးဘေးကဖြတ်သွားနန်းဆောင်တာပဲဘေးချက်တားကြီးခုရှိလားမရှိလားမသိဆိုတော့အဲ့ဒါတွေကဟာမင်းသွားမလုံနဲ့မင်းသွားမှာဖမ်းတယ် မင်းအုံတော့လေးတစ်ဖာတမိုင်းရသွားမဖမ်းနဲ့ဟိုမှာနေချမ်းကြီးတိဆောက်ထားတာဘာမပြောနဲ့အဲ့လိုလုံရင်လုံရနေဒီကောင်းကြီးကြီးသွားသွားတာဒါပဲခုလဲဟလာ KNU ဟိုဘက် DKBA တို့ဘာညာအဲ့နာလက်တကိုင်ဖွဲ့စည်းမျိုးမျိုးစုံရှိတယ်အဲကောင်နေဟာငင်းချာကြီးတိဆောက်ထားတာဆိုပြီးတော့ဒီကောင်လေးဟိုမှာလှုပ်ရှားလှုပ်ခုဆိုကြားဖြန့်လေလှုပ်ရှားလှုပ် အလိုကြီးလိုရင်းနဲ့တဖြည်းဖြည်းနဲ့တိုင်းပြန်နဲ့မပြတ်ဘူးအဲ့တော့ဘာမှငင်းချာကြီးတိဆောက်တာတွေဘာတွေခဏထားဆော့ဖလော်ဒီရမှာဆော့ဖလော်ဒီငင်းချာကြီးတရခံကူဘာဖြစ်တယ်ညာဖြစ်တယ်လာပြောအဲ့ဒါပြန်သုံးသက်တင်တာဒါပြန်သုံးသက်တင်တာအဲ့ဟုတ်ပါပြီနော်ဒီကောင်တွေကမဟုတ်တာအကုန်လုံးတယ်ဆိုတာကိုအဲ့တော့တီထားအော်အော်အော်အဲ့လာပြောတာ ဆိုတော့တိုင်းသားနဲ့နိုင်ငံတွေကမဟုတ်တာကိုလုပ်ရတယ်ဆိုတော့မင်းတို့စက်တက်ကြီးကကြတော့ဟုတ်တာတွေပဲလုပ်နေလို့မင်းကပြောချင်တာလားမင်းကလည်းစောက်ယူလို့စောက်ဖို့လို့နဲ့အဲမင်းတခြားသူတွေတော့ပြောငါတို့လာမပြောနဲ့အဲမင်းတိုင်းသားနဲ့နိုင်ငံတွေ NCA တွေကြားဖြတ်နေခဏထားလိုက်အောင်အဲ့လူတွေကိုဖမ်းဖို့ကိစ္စတွေပါတယ်ပေါ့ကွာတိုက်ဖို့ကိစ္စတွေခဏထားလိုက်အောင်မင်းဒီရက်ွက်ထဲမှာရှိနေတဲ့နှလုံးတိုင်သုံးလုံးတိုင်တော်မှမင်းတို့ဖမ်းနိုင်လို့လားဟမ်ဒိုင်ချုပ်ကိုပြောတာနော်လက်ခွဲတွေကိုမပြောဘူးဒိုင်ချုပ်တော်မင်းတို့ဖမ်းနိုင်တဲ့စောက်ဆင်းရှိလို့လား ဟမ်ဘယ်ဖမ်းမယ်အဲ့ဟာတွေအကုန်လုံးကမင်းတို့ဘက်ကကောင်တွေပဲလုပ်နေတာပဲမင်းတို့စစ်တပ်ကကောင်တွေပဲလုပ်နေတာပဲမြန်မာနိုင်ငံမှာဖီလင်းစစ်ကိုမွေးထားဘယ်ကောင်တွေလဲတိုင်းရင်းသားလက်နက်ကင်တွေကသူ့ဟာနဲ့သူတွန်းသူ့ကြုံပြီးတော့မှသူ့ဒူးကိုသူ့ကြုံပြီးတော့မှတိုင်းရင်းသားလက်နက်ကင်ဖြစ်လာတယ်လို့ဘယ်ပြည်သူကဟမ်ထင်ပါလဲမင်းတို့တွေပဲအဲ့တိုင်းရင်းသားလက်နက်ကင်တွေကိုမွေးပြီးတော့မှဖီလင်းစစ်မွေးခဲ့တာမဟုတ်ဘူးလားမင်းလာပြောလို့ရတယ်နော်နော်ငါလိုဒီအသက်30ရွယ်လူတယောက်တောင်သိတယ်ဆိုရင်ကျန်တဲ့ဟိုငါးထက်ကြီးတဲ့လူတွေဆိုဘယ်လောက်သိမလဲဆိုတော့မင်းစဉ်းစားကြည့်လိုက် အဲ့မင်းအဲ့စကားတွေရိုးနေပြီနော်တော့လို့ပဲစားရလာပြောမနေမင်းတင်းတော့အချမ်းပြန်အောင်ဖမ်းအောင်ပါမင်းတို့စောက်စင်နေမင်းတို့ကိုယ်တိုင်အချမ်းပြန်လေတိုင်းရင်းသားလက်နက်ကင်တွေကိုမင်းတို့ကိုယ်တိုင်ပဲမွေးခဲ့တာလေမွေးပြီးတော့ပြည်တွင်းစစ်ကိုမင်းတို့တွေမွေးထားပြီးတော့မှဟမ်နှစ်ပေါင်းများစွာမင်းတို့ဟိုနှစ်စင်နှစ်စင်မင်းတို့စစ်တပ်အသုံးစေးဆိုပြီးတော့မှမင်းတို့ဘီလီယံချီပြီးတောင်းနေရလေစောက်ချက်မရှိနော်အဲ့ဒါလေးလည်းမင်းထည့်ပြောလေတကယ်ကောင်းတယ်မင်းတို့အဲ့ဒါတွေမျိုးဆို့ပြီးတော့မှမင်းတို့ကြီးပွားချမ်းသာနေတာမဟုတ်ဘူးလားစောက်ပေါ်လာဆိုရင် โอเคဆိုတော့နောက်တစ်ဗီဒီယိုဖိုင်လေးတခုကြည့်အောင်ဒါတော့ပေါက်ကရုံးပေါ့နော်ပေါက်ကရုံးစောက်တုံးကတော့ဒီကျွန်တော်တို့ဒီနှထိုးကြီးမှာပါဗျာနှထိုးကြီးတို့ရွာကြီးရွာကိုတို့ရသွားပြီပေါ့နော်အဲရွာကြီးရွာကိုတို့ရွာတဲ့အချိန်မှာဒီနွားပါပြောလဲနားထောင်ကြည့်အဲအမျိုးတွေသူဥစဉ်ရောက်ရှိတဲ့နေရာကတော့ဝေးမှုလေရွာကြီးရွာဆိုတာတကယ်နာမည်ကြီးတဲ့ပဒိုက်ရွာကြီးပါတယ်နော်ပဒိုက်ရွာကြီး ပြင်ကြီး2000ကျော်3000နီးပါးရှိတဲ့ရွာကြီးပါကြနော်ဒီရွာကြီးမှာဆိုရင်တော့လက်ရှိကတော့ဒါပဏ္ဍကအဖွဲ့ကြီးဦးဆောင်နေတာဒါအကုန်လုံးသိနေပါတော့နော်ဒါဒီရွာသားတွေကတော့မရှိတော့ဘူးဗဒတ်ရွာကြီးခုခုကမြင်းနေရတဲ့အိမ်မှာဆိုလို့ရှိရင်ဒါ PDF ဗဒတ်ဒီအလုံးကဒါဝင်အလဲလဲပြုပေးတဲ့အိမ်ကြီးပေါ့ကြနော်ဒီအိမ်ပိုင်ဒီနှစ်တခုကြီးရွာလူတော်တော်များများဆိုလို့ရှိရင်ဘယ်မှာရောက်နေလဲဒါဆိုမန္တလေးမှာရောက်နေကြရည်နော်မန္တလေးမှာပြည်သူဖြစ်သွားပြီပေါ့ဗျာနော်ပြည်သူဖြစ်သွားပြီဗရန်းနဲ့နေတော့ငွေလဲမဲ့စီးွားရည်လုပ်နေခုကတော့ပြည်သူပေါ့ဒါပဲ တမတော်ရာတွေပြည်သူစစ်တွေရဲတွေလာတဲ့ခါကျတော့ပြည်သူပြည်သူအောင်ဆောင်နေပြီဒါတမတော်အရေးရှိတဲ့နေရာကိုသူတို့တွေတမတော်ရဲ့အရေးကိုခိုးလုံကြတယ်ပေါ့ဗျာပြည်သူတွေစစ်ဖြစ်ချောင်းဘာညာဆိုပြီးမှအမြင်တိုက်ပါနော်အဲသူတို့တွေအခြေအနေကောင်းတော့ကတော့ခင်ဗျားတို့ဒီအတိုင်းမှာတမတော်ရာတွေအမျိုးမျိုးဒါရဲတွေတမတော်ရာတွေပဋ္ဌာန်းတွေဒါခန်းခန်းတဲ့နေရာတွေပေါ့ဗျာအုံလိုက်ကျင်းလိုက်ဝေးပါနော်ပြောကြတာကတော့ဒါနိုင်ငံတော်ကြီးကဲဒါတွေကိုကြည့်စီကျင်တာပါလေနော်ဒါတွေကိုကြည့်စီကျင်တာပါမြင်စီကျင်တာမြင်စီကျင်တာနော်ခါလေကြတော့ဦးဇင်းတို့ နောင်ချိုးတို့ဘယ်တော့မှကြာတော့တချို့ငွေနဲ့တင်ပြီးပါတာရှိရဲ့အိမ်ဒီကိုချက်ပြီးပဲချက်ပြီးပြီးလို့ရှင်နောက်ဘက်ကိုလာတဲ့သူတွေကြတော့ပတ်စံပေးနိုင်တဲ့အိမ်ဒီကိုကကိုတက်နေတယ်လို့အဲနိုးရပိုင်းနဲ့တူတူပြီးလို့ပုံစံဝင်နေဖြစ်သွားတယ်အဲနှောင်ချိုးတို့ဘယ်လိုရဖို့ပိတ်ဆက်ခဲ့ရလဲအများကြီးကိုထိုးနေလို့သွားပဲဒီလိုရွာတွေကိုရတာလွယ်လွယ်လေးနဲ့ရတာမဟုတ်ဘူးကြာနော်လွယ်လွယ်လေးနဲ့အာဒီဒီနထိုးကြီးနဲ့မြင်းကြံလန်းကိုအတက်တွေပိတ်ဆက်ခဲ့ရတယ်ဒီလူစီအတက်တွေပိတ်ဆက်ခဲ့ရတယ်တမလို့ရွာတွေအတက်တွေပိတ်ဆက်ခဲ့ရတယ်ရဲတွေရဲ့အတက်တွေပိတ်ဆက်ရတယ် နိုင်ငံတူရဲ့ကောင်အသက်တွေအများကြီးပေးဆက်ပြီးမှဒီလိုင်းကြီးကပေါက်သွားတာကြာနော်ဒါတွေကိုသိသိငင်းစေချင်တာပေါ့ညောင်းတိအောင်မြင်အောင်ပဲဦးစင်းတို့ကဒါ ပြောချင်းဖြစ်ပါလေဗျာအခုလိုပြောလို့ရှင်ဖျဲကြီးတွေကမကြိုက်ပါဘူးဗျာเนาะကိုယ့်လက်ပြာကိုမလုံတဲ့သူတွေကလုံးဝမကြိုက်ပါဘူးဗျာเนาะဒါပေမဲ့ဦးစင်းတို့ကတော့ဒါအများအထက်လူကြီးတွေတောင်းရှိပုံကိုယ်တွေတည်အောင်တော့ဒါပြောရမှာပါဗျာเนาะကိုယ်ကြီးကိုကျွန်တော်တို့မြတ်မှတ်ထားကြเนาะဒါ PDF တွေကိုငွေလဲထပ်ပြုပေးတဲ့အိမ်ကြီးပါဗျာเนาะအားလုံးတာပါဗျာဆိုတော့ဒီကျွန်တော်နထွေးမြို့နယ်ရွာကြီးရွာပေါ့အဲ့ဒီရွာကဒီကျွန်တော်အစိုးရခစ်တဲ့ဝင်းလိုက်ပေါ့เนาะခစ်တဲ့ဦးဝင်းလိုက်ပေါ့သူရဲ့ရွာသူရဲ့ရွာဆိုတော့ ဟိုဦးဝင်းလံကတော့ PDF ကိုထောက်ပံ့ပေးတာမပေးတော့ကျွန်တော်မသိဘူးဗျာအဓိကကတော့အဲ့ဒီရွာမှာကျွန်တော် PDF တွေရှိခဲ့တယ်မှန်တယ်ဒါပေမဲ့ပြောချင်တာပါဆိုတော့တို့ဒီနေရာကိုရောက်ဖို့အတွက်ကိုဒီကောင်းနေဘလောက်တောင်သေခဲ့တယ်ဆိုတော့သိစေချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ profile reaction လုပ်ပေးတာဖြစ်ပါဒီ profile မှာပါတဲ့ဒီပေါက်ကရုံးကဗန္ဒပြောရရင်စစ်သားတွေပေးဆက်လိုက်ရတာတဲ့သူ့ပြည်သူစစ်တွေပေးဆက်လိုက်ရလို့ပေါက်ကွဲပြီးရိုက်တင်တဲ့ profile ဆိုပို့ပြီးတော့မှမှန်လိမ့်မယ်အသေးချာတကူကတော့ဒီနှထိုးကြီးမြို့နယ်ရွာကြီးရွာ ဒေါ်လာအေးပြီးသွားရင်ပလာတိုင်တို့ဂျိန်းတွေပေါက်သွားလဲမယ်ယူပါဘောနော်အဲ့တော့စစ်ခွေးကင်းစင်သွားတဲ့ချိန်တက်မတော်ကစစ်ခွေးတွေကင်းစင်သွားတဲ့ချိန်ဆိုတော့ဒီနေရာကိုကျွန်တော်တို့မရောက်ရအောင်သွားပါပါလို့ဒါကျွန်တော်ဒေါ်လန်ဗီဒီယိုကိုပြောရင်းထဲမှာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လန်လေးလေးဖြစ်ပါစေ Blatter Reblog YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့တလုံးတို့ဝပြေဝနိုင်ကြပါသေးဗျာ